လူတိုင်းကိုဖွင့်မပြောပဲတိတ်တဆိတ်လှုပ်တဲ့အရာရှိခုလူတိုင်းကိုဖွင့်မပြောပဲတိတ်တဆိတ်လှုပ်တဲ့အရာရှိခုကိုမျှဝေပေးပါမယ်လူတိုင်းကိုဖွင့်မပြောပဲတိတ်တဆိတ်လှုပ်တဲ့အရာတွေဟာကိုယ်ရေးကိုယ်တိုင်လုံခြုံမှုစိတ်ငြိမ်းချမ်းမှုနဲ့ဘဝအောင်မြင်မှုအတွက်အရေးကြီးပါတယ်အောက်ပါအချက်တွေကိုသတိထားဆင်ခြင်သင့်ပါတယ်နံပါတ်1ရည်မှန်းချက်နဲ့အိမ်မက်များမပြီးမြောက်သေးတဲ့ရည်မှန်းချက်တွေကိုအလွယ်တကူမပြောပါနဲ့အခြားသူတွေရဲ့ထင်မြင်ချက်သို့မဟုတ် ဝေဖန်မှုတွေကသင်စိတ်အားထက်သန်မှုကိုကြာစင်းစင်နိုင်ပါတယ်။အောင်မြင်မှုကိုပြီးမြောက်မှသာမျှဝေပါပြောပြပါ။နံပါတ်1ငွေကြေးဆိုင်ရာအခြေအနေဝင်ငွေစုငွေရင်းနှီးမြှုပ်နှံမှုတွေကိုလူအများသိအောင်မပြောပါနဲ့။ချမ်းသာနေရင်လက်စားခံရနိုင်တယ်လို့စင်းရဲနေရင်လည်းအထင်သေးခံရနိုင်ပါတယ်။နံပါတ်3မိသားစုနဲ့ပုံကိုယ်ရေးပြဿနာများမိသားစုအတွင်းကကိစ္စရပ်တွေခံစားချက်တွေကိုအပြင်လူကိုဖွံ့ဖြိုးရှင်းက နောက်ဆက်တွေအခက်ခဲတွေဖြစ်စေနိုင်ပါတယ်။ယုံကြည်စိတ်ချရတဲ့သူတူဦးဦးကသာ ရွေးရှည်မျှဝေပါ ပြောပြပါ။နံပါတ်၄လူမှုရေးအကူအညီနဲ့ကောင်းမှုကုသိုလ်သူများကိုကူညီပြီးရင်ဂုဏ်ယူပြီးမချွားပါနဲ့တိတ်တဆိတ်လောက်တာပုံမောအတိတ်ပဲရှိပါတယ်။နံပါတ်၅ဘာသာရေးနဲ့စိတ်ဝိညာဉ်ဆိုင်ရာလုပ်ရမြားတရားထိုင်ရှင်၊ဒါနပြုရှင်၊စုတောင်းရှင်တို့ကိုအားထုတ်တဲ့အခါလူ widetilde များအောင်မလုပ်ပါနဲ့။နံပါတ်၆ အတိတ်အမှားများနဲ့နောင်တလှုပ်ခဲမိလိုက်တဲ့အတိတ်ကအမှားတွေကို အမြဲပြန်ပြိုးနေခြင်းကတင်းကိုတင်းနာကျင်စင်နိုင်ပါတယ်။နံပါတ်9အခြားသူတွေအကြောင်းမကောင်းပြောခြင်းတခြားသူကိုတင်းပြောခြင်းကတင်းရဲ့ယုံကြည်မှုကို ထိခိုက်စေပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်ပါတယ်။နံပါတ်8အနာဂတ်အတွက်အစီအစဉ်များမအောင်မြင်သေးတဲ့အစီအစဉ်တွေကို အချိန်မတန်မီဖွင့်ပြခြင်းကစိတ်ဖိစီးမှုနဲ့အာယုံထွေပြားမှုကိုဖြစ်စေနိုင်ပါတယ်။ ။ဒါကြောင့်တခါတရံမှာတိတ်ဆိတ်မုံဟာဉာဏ်ပညာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးကိုယ့်ရဲ့စွမ်းအားကိုအာယုံစိတ်ဖို့နဲ့အောင်မြင်မှုကိုတည်ဆောက်ဖို့အထောက်အကူပြုပါတယ်။လှုပ်ပြီးမှပြော မလှုပ်ခင်မပြောနဲ့ဆိုတဲ့စကားကိုအမြဲတည်းရပါ။အားလုံးအစဉ်ပြေကြပါစေဗျာ။